တခြားကြည့်ပါနော်ဒါတော့အမြန်ပြမယ်၃ခါနော်၂ခါနော်၁ခါ၃ညခါနော်၃ခါ၂ခါ၁ခါ၃ညခါ၈ပေါင်း၈နော်၈ပေါင်း၉နော်၈ပေါင်း၁၀နော်၈ပေါင်း၁၁သူအဲ့လိုသွားထားတယ်အဲ့လိုသွားထားပြီးတော့ကျွန်တော်ဓာတ်ဓာတ်ဖြီးကျင်တာပေါ့နော်ဖြီးကျင်တာဓာတ်ဓာတ်အဲ့လိုသွားထားတယ်အဲ့လိုသွားထားပြီးတော့ကျွန်တော်ဓာတ်ဓာတ်ဖြီးကျင်တာပေါ့နော်ဖြီးကျင်တာဖြီးကျင်တော့သူ့ရဲ့အထောက်အနေနဲ့ဘယ်လိုလုပ်ထားလဲဆိုတော့တခြားကြည့်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီ၃လုံး၂နော်အဲ့၂လို့ထည့်လိုက်တယ်သူ့ရဲ့ရှေ့ကဒီ၂ခါနော်၂ခါလို့ထည့်တယ် ဲ့လိုနှစ်ခါလို့ထည့်တယ်ပြီးတော့ကျွန်တော်တို့ဒီနှလုံးရှင်းတဲ့ဒီကလေးထိန်းတဲ့အောင်နှစ်လို့ထည့်တယ်အဲ့နှစ်ကဒီသုံးလုံးနှစ်ကြောင်းမလို့ဒီသုံးလုံးကလည်းပြန်နှစ်ထားတယ်ပေါ့နော်နှစ်ခါနှစ်ခါလို့ထည့်ပြီးတော့နော်အဲ့လိုနှစ်လို့ထည့်ပြီးတော့ဒီနှလုံးကနှစ်လို့ထည့်ထားတယ်တခြားကြည့်ပါနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတင်ကြီးများအားလုံးဒီသုံးလုံးနှစ်အဲ့လိုနှစ်လို့ထည့်ထားတယ်ဒီက6ခါနော်6ခါလို့ထည့်တယ် ဒီ6ခါ6ခါလို့ထည့်တဲ့နဲ့ဒီသုံးလုံးနှစ်ကြောင်းမလို့ဒီကနောက်တွဲနဲ့ကိုထိတ်နေဦးလဲနှစ်လို့ပြန်ထည့်တယ်အဲ့လိုနှစ်လို့ထည့်လိုက်တာနဲ့သူ့ရဲ့နောက်မှာဒီနှလုံးသုံးလို့ထည့်ခဲ့တယ်ဒီဘက်မှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီသုံးလုံးနှစ်ဒီသုံးလုံးနှစ်လို့ပြလိုက်တာနဲ့ဒီက6ခါ6ခါလို့ထည့်အဲ့လို6ခါ6ခါလို့ထည့်ပြီးဒီသုံးလုံးနှစ်ကြောင်းမလို့နောက်တွဲခုံတယ် ငါးထိတ်နဲ့ကိုလည်းနှစ်လို့ထည့်တယ်အဲ့လိုနှစ်လို့ထည့်လိုက်တဲ့နဲ့ဒီနှလုံးကလေးလို့ထည့်တယ်နော်ဒီမှာလည်းအဲ့လိုပဲတစ်ပိတ်ရခုံပိတ်ရဒီဘက်ကလေးထည့်ရဆိုတော့နှစ်အဲ့လိုနှစ်လို့ထည့်လိုက်တဲ့နဲ့ဒီကတစ်ခါတစ်ခါလို့ထည့်တယ်အဲ့လိုတစ်ခါတစ်ခါလို့ထည့်ပြီးတော့ဒီသုံးလုံးနှစ်ကြောင်မလို့ဒီကနောက်တွဲရှစ်နဲ့လေးထိတ်နဲ့ကိုလည်းနှစ်လို့ထည့်တယ်အဲ့လိုနှစ်လို့ထည့်လိုက်တဲ့နဲ့သူ့ရဲ့နောက်မှာဒီနှလုံးကငါးလို့ထည့်တယ်နှစ်3 4 5 အဲ့လို2345လို့ထည့်ပြီးတော့ကျွန်တော်တို့သူကဘာလောက်ခဲ့လဲဆိုတော့တခြားကြည့်နော်ကျွန်တော်ရမိတ်ဆွေတင်ငယ်ချင်းများအားလုံး2345အဲ့နဲ့2345ကရကျွန်တော်ကျွန်တော်ရကနန်းဆိုင်တွေကဖြီးတဲ့ဆိုင်တွေဆိုတော့နော်ဒီ နောက်ပေါင်းသုံးနဲ့နောက်ပေါင်းကုနဲ့เนาะဒီနောက်တွဲနှစ်ခုပေါင်းနှစ်အဲ့နှစ်ကဒီနှလုံးနှစ်ကြောင်းမလို့เนาะနောက်တွဲနှစ်ခုပေါင်းနှစ်ထားတယ်ပေါ့ဒီကနောက်တွဲ9နဲ့เนาะဒီနောက်တွဲ6နဲ့သုံးထားတယ်เนาะနောက်တွဲနှစ်ခုပေါင်းသုံးထားတယ်အဲ့တုံးကဒီနှလုံးပေါင်း3ကြောင်းမလို့เนาะနောက်တွဲ3လို့ထည့်ထားတယ်အဲ့မှာဒီကနောက်တွဲ9နဲ့နောက်တွဲ9နဲ့နောက်တွဲနှစ်ခုပေါင်း4ကြောင်းမလို့เนาะ ဒီနှလုံး၄ကြောင့်မလို့နောက်တွဲနှစ်ခုပေါင်း၄တယ်ပေါ့ဒီကနောက်တွဲ6နဲ့နောက်တွဲ9နဲ့5လို့ထည့်တယ်နော်အဲ့5ကလည်းဒီနှလုံး5ကြောင့်မလို့လို့ကျွန်တော်ပြောခဲ့တယ်နော်ဒီပွဲတော့ကလည်းနော်ကနန်းတော့ထိတ်စီးပိုင်းဝင်တာလွဲတော့နော်အဲ့နောက်ပိတ်ဒီပါလွဲကုန်တာပေါ့နော်နောက်ပေါင်း9တစ်ချက်ပဲမှန်ခဲ့တယ်နော်အဲ့လိုထည့်ပြီးတော့သူကဘာလောက်ထားလဲဆိုတော့ပြီးခဲ့တဲ့ပွဲမှာပေါ့နော်သူထည့်ထားတာက เนาะဒီနှလုံး6နဲ့6ထိန်းတော့နှစ်ထားတယ်เนาะနှစ်လို့ထည့်ပြီးတော့ဒီကနောက်ပိတ်နဲ့နောက်တွဲနောက်9လို့ထည့်တယ်ဒီကနောက်ပိတ်နဲ့ထိရှိနဲ့နှစ်เนาะဒီက9ထိန်းနဲ့ဆိုတော့1เนาะဒီ3လုံး1เนาะဒီ3လုံး အဲ့လိုတက်လို့ထည့်ပြီးတော့ဒီသုံးလုံးကတက်စေးလို့ထည့်တယ်ဒီသုံးလုံးကကိုးလို့သူကထည့်တယ်နော်ဒီသုံးလုံးနှစ်ဒီသုံးလုံးတက်ဒီသုံးလုံးသုံးညဒီသုံးလုံးကိုးလို့ထည့်တယ်နှစ်တက်သုံးညကိုးဒီသုံးလုံးနှစ်လို့ထည့်လို့ရှိရင်ဒီသုံးလုံးကတက်စေးလို့ထည့်တယ်ဒီသုံးလုံးတက်လို့ထည့်လို့ရှိရင်ဒီသုံးလုံးကကိုးလို့ထည့်တယ် ီ3လုံး30လို့ထည့်လို့ရှင်ဒီ3လုံးကတခါ6လို့စီငင်ပြန်လိုက်ထားတယ်နော်ဒီ3လုံး3ညဒီ3လုံး9ဒီ3လုံး8နော်အဲ့မှာဒီ3လုံး9လို့ထည့်လို့ရှင်ဒီ3လုံးကလည်းခွန်လို့ထည့်ထားမှာဆိုတော့ကျွန်တော်တို့နောက်ပေါင်းခွန်နော်ကျွန်တော်ကထိတ်စီလိုက်ရင်ဒီအောက်ကနေတွင်းလာဆိုတော့နော်သူကဒီ3လုံး2ကိုဒီ3လုံးကလည်း2ရအောင်ဒီ3လုံး1ကိုဒီ3လုံး1ကိုဒီ3လုံး1ရအောင်ဒီ3လုံး30ကိုဒီ3လုံးကလည်း30ထားတယ်ဒီ3လုံး9ကိုဒီ3လုံးကလည်း9မယ်ဆိုတော့ เนาะกระนั้นมันไกลโลจนถ้าဒီကနန်း site တွေထားခဲ့တယ်ပေါ့နော်ကျွန်တော်ထုတ်ပေးလိုက်တာဒီ line မှာကျွန်တော်ည9 3ညဆိုပြီးထုတ်ပေးလိုက်တာပေါ့နော်နောက်ပေါင်း9ဆိုပြီးတော့ည9 3ညလဲနော်ကြိုက်နေတော့ည9 3ညဆိုပြီးဒီ line မှာထုတ်ပေးလိုက်တယ်ပေါ့နော်ဒီလိုဖြီးတဲ့ site တွေပေါ့နော်ကြိုက်တဲ့ဆိုလို့ရှိရင်ယူနိုင်ပါတယ်တခြားကြည့်ပါနော်ကျွန်တော်တို့အဲ့ဒီမှာသူ့အောင်မှာလောက်ထားတာကနော်ဒီနှလုံး၈နော်ဒီရှေးပေါင်း၈ဒီရှေးပေါင်း၈ကြောင်းမလို့ ဒီနှလုံးနှစ်ဒီနှစ်ခါနှစ်ခါလို့ထည့်တယ်ဒီသုံးလုံးနှစ်ကြောင့်မလို့ဒီနောက်တွဲနဲ့နော်ထိစိတော့နှစ်လို့ထည့်ထားတယ်အဲ့လိုနှစ်လို့ထည့်ပြီးတော့ဟာလမ်းရလမ်းရလည်းဘာတော့ဟာထောက်နေသေးတယ်ဒီနှလုံးနှစ်လို့ထည့်တယ်ဒါလည်းမပြတော့ဘူးနော်လမ်းရကြပါမစုံတော့နော်အဲ့ဒီမှာဒီနှလုံးရှစ်ကြောင့်မလို့ဒါကြောင့်လေလမ်းရအားကြသွားမစုံတော့နော်ဒီရှစ်တွဲနဲ့ဒီရ6ထိန်းတော့ရှစ်လို့ထည့်တယ်နော်ဒီရှစ်ကြောင့်မလို့ဒီနှလုံးနှစ်နဲ့ ထောက်ထင်းတော့ရှစ်လို့ထည့်တယ်ဒီနှလုံးကိုရှေးပေါင်းကိုအကြောင်းမလို့နော်ဒီကရှေးပေါင်းကိုနဲ့ကိုထင်းတော့ကိုလို့ထည့်တယ်နော်မြန်မြန်ပေါ့ဗျာနော်လိုင်းအားနော်နေတယ်ဗျလိုင်းအားမကောင်းတော့နော်မြန်မြန်ပြရတယ်ကျွန်တော်ဒါဖြီးဆိုင်ကတော့ဖြီးဆိုင်ပေါ့ဗျာနော်ဖြီးဆိုင်ပြီးတော့နော်ဒီနှလုံး30ကြောင်းမလို့ဒီကရှေးပေါင်း၅နဲ့၅ထင်းတော့30လို့ထည့်တယ်ဒီနှလုံး1နော်ဒီရှေးပေါင်း1 ရှေးပေါင်း1အကြောင်းမလို့ဒီရှေးပေါင်း9နဲ့เนาะ1ဖြစ်အောင်ဆိုကျွန်တော်တို့က6ထိပ်เนาะသိချင်ကြပါเนาะဒီနှလုံး8ဒီနှလုံး8အကြောင်းမလို့ဒီကဒီနှလုံး2ရဲ့နောက်မှာเนาะရှေးပေါင်းနဲ့ထိပ်စီးနှောင်းကို8လို့ထည့်တယ်ဒီ8အကြောင်းမလို့ဒီနှလုံး9ဒီနှလုံး3လို့ထည့်ထားတဲ့နောက်မှာဒီကနောက်ပေါင်း9နဲ့ရှေးပေါင်း9နဲ့9ထိပ်နှောင်း9လို့ထည့်တာဒီ30ရှေးပေါင်း30ကိုဒီနောက်ပေါင်း4လို့ထည့်ထားတဲ့နောက်က ရှည်ရွယ်ငါးနဲ့ငါးထိနှုတ်တစ်စေးလို့ထည့်ထားတယ်။ဒီနှလုံးတစ်ဒီနှလုံးတစ်ကိုဒီနောက်နှလုံးပေါင်းငါးလို့ထည့်ထားတယ်။နော်။ရှည်ပေါင်းနဲ့6ထိနှုတ်မှာတစ်မယ်။သူထည့်ထားတာလှတယ်နော်။ဒီနှလုံးနှစ်ဒီနှလုံးနှစ်ကိုဒီတွဲနှစ်ခုပေါင်းနှစ်လို့ထည့်ပြီးမှသူ့ရဲ့အောက်ကနော်တပင်ကျော်ကကနန်းကနော်ဒီရှစ်ကြောင့်မလို့ဒီရှစ်ထားတယ်ပေါ့နော်ဒီနှလုံး၃ ဒီတွင်းကူအောင်တုံးလို့ထဲတယ်တုံးလို့ထဲသူ့အောက်တပင်ကြောမှာဒီနှလုံးကိုးကြောင်မလို့ရှည်တွင်းနဲ့ထိတ်စီနဲ့ကိုးထားတယ်ပေါ့ဒီနှလုံးလေးဒီနောက်တွင်းကူအောင်လေးလို့ထဲထားတယ်သူ့အောက်တပင်ကြောမှာထိတ်စီနဲ့နော်ရှည်တွင်းနဲ့ထိတ်စီနဲ့ဟုတ်နော်တဆေလို့ထဲတယ်ဒီတဆေကြောင်မလို့ဒီနှလုံးငါနော်ဒီမှာနောက်တွင်းကူအောင်ငါလို့လည်းမှန်မှန်ထည့်ခဲ့တယ်သူ့အောက်တပင်ကြောမှာဒီကရှည်တွင်းနဲ့၆ထိနောက်တက်တက်ကဒီတက်ပဲတခြားကြည့်ပါနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီလိုဖြီးဆိုင်တွေပေါ့ဗျာနော် သတိရီမှာလည်းเนาะဒါကျွန်တော်တို့ယူတယ်ဆိုတာကိုလိုချင်တာဆွဲထည့်လို့မရအောင်เนาะကိုလိုချင်တာဟာပေါင်းလို့လည်းမရအောင်သူ့ရဲ့သူကြလာတဲ့ဟာကိုဖြီးတာပေါ့ကျွန်တော်တို့ကအဲ့လိုဖြီးတာပေါ့เนาะဒီပြီးခဲ့တဲ့ပွဲကလည်းဒါအကူလေးကတိလီလွဲသွားတာဆိုရလဲเนาะကျွန်တော်စီမှာကနန်းဆိုင်ဝယ်တဲ့မိတ်ဆွေများလည်းသိပါတယ်เนาะကနန်းဆိုင်ယူထားတဲ့မိတ်ဆွေများလည်းသိပါတယ်ကျွန်တော်ရဲ့မမသမားလည်းသိပါတယ်ကတိလီလွဲသွားတာပါเนาะ၃၅နှစ်လို့ဖြစ်သွားတယ်ပေါ့ဗျာเนาะဘာကနန်းလဲဆိုတော့ကျွန်တော်မပြောတော့ဘူးပေါ့เนาะ ကျွန်တော်တို့ဩတာနော်အားလုံးကျွန်တော်ရဲ့မေရှိတငယ်ချင်းများအားလုံးအဲ့လိုထဲတယ်ပြီးတော့သူကဒီ3ခါ2ခါ1ခါ3ညခါနော်အဲ့မှာဒီတွဲနှစ်ခုပေါင်းနော်3ခါနဲ့ရှိပေါင်းနဲ့နော်ဒီနှလုံးပေါင်းတစ်အိုက်တစ်ကိုလည်းသူကဒီလိုတစ်ထားတယ်ပြအဲ့ဒီကကျွန်တော်ထည့်မယ်ဆိုရင်တော့အများကြီးပေါ့ဗျာနော်ကျွန်တော်ဒီ၃လုံးပေါင်း၅နော်ဒီ၃လုံးပေါင်း၅ဒီကျွန်တော်ထားခဲ့တာဒီနော်ဒီ၃လုံးပေါင်း၅ကျွန်တော်ကအကုန်ပြလိုက်ရင်လည်းနော်ကိုယ့်ရရှာဖွေမှုအကုန်ပြလိုက်ရင်လည်းအကုန်ရှုပ်နေမှာစုံလို့ပေါ့ အဲ့ဒီမှာဒီက၃ခါနဲ့ရှေ့ပေါင်းရှင်းနဲ့ဒီ၃လုံးတိုက်တက်ကိုလဲเนาะကျွန်တော်တို့ဒီကဒီနှလုံးခွန်နဲ့เนาะဒီက၄ခါနဲ့ကိုလဲတက်လို့ထည့်ထားလိုက်ရဒီက၂ခါနဲ့ရှေ့ပေါင်းကုန်းနဲ့ကိုဒီ၃လုံးနှစ်တက်တယ်ဒီ၃လုံးတက်ကိုလဲအဲ့လိုပဲကျွန်တော်တို့ဒီက၉ပိတ်နဲ့၂ပိတ်နဲ့နှလုံးပေါင်းတက်တယ်ဒီက၃ညခါနဲ့ကိုလဲတက်တယ်ဗျเนาะဒီက၁ခါနဲ့ ရှေပေါင်းတစ်စင်းနဲ့เนาะဒီသုံးလုံးတက်တယ်အဲ့တက်ကိုလည်းကျွန်တော်တို့ဒီနှလုံးနှစ်နဲ့เนาะဒီကကိုးခါးနဲ့ကိုလည်းတက်လို့ထည့်ထားတယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီကသုံးညာခါးနဲ့ဒီကရှေပေါင်းတက်နဲ့ဒီသုံးလုံးတက်တယ်အဲ့တက်ကိုလည်းเนาะအဲ့တက်ကိုလည်းကျွန်တော်တို့ကဒီနှလုံးပေါင်းသုံးနဲ့တက်ဖြစ်အောင်ရှစ်ခါးလို့ထည့်ရမှာဗျ68တွဲဒီသုံးလုံးတက်ကြောင်မလို့เนาะဒီသုံးလုံးကလည်း light တက်လို့ထည့်ထားတယ်ဒီ နှစ်ခါနဲ့ရှီပေါင်းကိုနဲ့တက်တယ်အဲ့တက်ကလည်းဒီကိုဘိနဲ့နှစ်ဘိနဲ့သုံးညခါနဲ့လည်းတက်ထားတယ်နော်ဒီကတက်ခါနဲ့ရှီပေါင်းကိုနဲ့ဒီသုံးလုံးတက်တယ်အဲ့တက်ကိုလည်းဒီကိုဘိနဲ့သုံးဘိနဲ့နော်ဒီကကိုခါနဲ့လည်းပြန်တက်ထားတယ်ဒီကသုံးညခါနဲ့ရှီပေါင်းတက်နေလို့လည်းဒီသုံးလုံးတက်တယ်အဲ့တက်ကိုလည်းဒီကသုံးညဘိနဲ့သုံးဘိနဲ့ဒီကအရှိခါလို့ထင်မှတက်မယ်ပေါ့အဲ့ဒီမှာ तू အပိတ်ကိုဘလို့ထည့်ထားလဲဆိုတော့တေချာကြီးပါနော်ကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံး အပိတ်ကိုဘယ်လိုထည့်ထားလဲဆိုတော့သူကဒီသုံးလုံးနော်ဒီကတုံညာခါနဲ့ဒီကနောက်တွဲတစ်စင်းနဲ့ကိုတစ်စေးလို့ထည့်ထားတယ်နော်အဲ့တစ်စေးကိုလည်းတူတူပဲကျွန်တော်တို့ဒီကရှစ်အပိတ်နဲ့နော်ဒီကရှစ်အပိတ်နဲ့ဒီကကျွန်တော်တို့နှလုံးပေါင်းတစ်စင်းနဲ့နော်ဒီကနှစ်အပိတ်နဲ့ကိုနော်ဒီသုံးလုံးတစ်စေးကြောင့်မလို့ဒီလေးလုံးကိုလည်းပြန်ပြီးတစ်စေးထားတယ်ဗျနော်ရှစ်အပိတ်ရဲ့ရှေပေါင်း တဆယ်ရဲ့ဒီကနှစ်အပိတ်ရဲ့ဒီလေးလုံးကိုတဆယ်လို့ပြန်ထည့်ထားတယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီကကိုးအပိတ်နဲ့နောက်တွဲတဆယ်နဲ့ကိုကိုးထားတယ်ဒီကတော့တဆယ်ပေါ့နော်ဒီကျတော့ပြန်ကိုးလို့ထည့်ထားတယ်အဲ့ကိုးလည်းတူတူပဲကျွန်တော်တို့ဒီက6အပိတ်နဲ့နော်ဒီကရှီပေါင်းနောက်ပေါင်းတဆယ်နဲ့ဒီသုံးလုံးနော်6လို့ထည့်တယ်အဲ့6ကိုကျွန်တော်တို့က3အပိတ်လို့ထည့်မှာကိုးဖြစ်မှာပေါ့နော်အဲ့ကိုးကလည်းနော်ဒီသုံးလုံးကိုးလို့သူထည့်ခဲ့လို့ပေါ့ ကိုပြီးတော့ကျွန်တော်တို့ဒီမှာကိုအပိတ်နဲ့နောက်တွဲကိုနဲ့ဒီသုံးလုံးရှိတယ်။အဲ့ရှိကိုလည်းတူတူပဲကျွန်တော်တို့ဒီက6အပိတ်နဲ့နော်ဒီနောက်ပေါင်းကိုနဲ့ကို9လို့ထည့်ထားတယ်။အဲ့9ကိုကျွန်တော်တို့ကနော်ဒီက3အပိတ်လို့ထည့်မှနော်8လို့ဖြစ်မှာအဲ့ရှိကလည်းကျွန်တော်တို့ဒီနှလုံးပေါင်းဒီသုံးလုံးပေါင်း8လို့ထည့်ထားလို့ပေါ့နော်16 8ဒီကကျွန်တော်တို့ကဒီမှာ3ညအပိတ်နဲ့နောက်ပေါင်း9နဲ့ကို9လို့ခွန်လို့ထည့်ထားတယ်။ဒီက3ညအပိတ်နဲ့နော်နောက်ပေါင်း9နဲ့ ဒီသုံးလုံးခုံလို့ထည့်ရတာအဲ့ခုံလည်းတူတူပဲကျွန်တော်တို့ဒီကကိုအပိတ်နဲ့နော်ဒီကနောက်ပေါင်းခုံထဲမှာ6ရှိတယ်အဲ့6ကိုကျွန်တော်တို့ကတစ်အပိတ်လို့ထည့်မှနော်တစ်အပိတ်လို့ထည့်မှနော်ဒီသုံးလုံးပေါင်းခုံဒီလေးလုံးပေါင်းခုံလို့ဖြစ်မှာပေါ့နော်အဲ့ကြောင့်မလို့6 8 1ဆိုတဲ့ဒဲပေါ့အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံး6 8 1ဒဲပါအဲ့6 8 1ဒဲကကျွန်တော်တို့ငါးဘရိတ် 69ဒဲ5ပြိတ်9365ပြိတ်เนาะ5ပြိတ်5ပြိတ်5ပြိတ်လို့သူက3ချက်ရိုက်ချင်တာပေါ့เนาะအဲ့ငါးတွေကလည်းဘယ်ဟက်တက်လာလဲဆိုတော့ကျွန်တော်တို့ဒီချက်ကြည့်ပါเนาะဒီငါးထိပ်ကြောင့်မလို့เนาะသူကဒီငါးထိပ်ကြောင့်မလို့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာเนาะ5ပြိတ်လို့ပြီးတာတယ်ဒီက5ထိပ်เนาะတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာ5ပြိတ်လို့ထည့်တာ ီမှာလက်ငါထိတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာငါပဒိလို့ထင်မယ်ဆိုရင်6 8 1ဒဲပါနော်